ရှေ့အလယ်ပိုင်းမှာအီရန်နဲ့အစ္စရေးတို့ကြားတင်းမာမှုတွေကဆက်ပြီးရှိနေသေးပါ။ယာယီပြစ်ခတ်ရစေးရထားပြီမဲ့အခြေအနေကတော်တော်လေးမတည်မငြိမ်ဖြစ်နေတော့မှာပဲ။ American သမ္မတ Trump ကြေညာခဲ့တဲ့ဒီအပြစ်ခတ်ရစေးဟာအခြေအနေကိုနည်းနည်းလေးငြိမ်သက်သွားစေခဲ့ပြီမဲ့စိုးရိမ်ကြရတွေကတော့ရှိနေတော့မှာပဲ။မကြသေးခင်ကပဲအစ္စရေးဘက်ကအီရန်ဟာဒုံးကျည်တွေထပ်ပစ်ပြီးအပြစ်ခတ်ရစေးကိုချိုးဖောက်တယ်လို့စွပ်စွဲခဲ့ပြီးလက်တုံ့ပြန်မယ်လို့လည်းပြောခဲ့ပါဗျ။ ်နေသာလန်မှာလုံမဲ့နေတိုးထိပ်သီးစည်းဝေးကိုမသွားခင်မှာတမရထရန်ကနိုင်ငံတစ်ခုလုံးအပေါ်သူ့ရဲ့စိတ်ပြက်တာကိုပုံမွေလင်းလင်းပြောခဲ့ပါဗျ။ကျွန်တော်တို့မှာပြိပခါပေါင်းများစွာနဲ့နိုင်ငံနှစ်ခုရှိတယ်။ဒီနှစ်နိုင်ငံဟာအချိန်ကြာကြီးအရန်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတာမလို့သူတို့ဘာလုပ်နေမှန်းတော့မသိတော့ဘူးလို့မသွားခင်လေးမှာပဲသူကမှတ်ချက်ပေးခဲ့ပါဗျ။ဒါပေမဲ့ခဏကြာမှာတော့သူ့ရဲ့ Truth Social Post မှာအပြစ်ခတ်ရစဲရေးဟာအသက်ဝင်နေပြီးနောက်ထပ်ပုံကျဲတိုက်ခိုက်မှုတွေရှိတော့မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါဗျ။ အီရန်နဲ့အစ္စရေးမှာရှိတဲ့ထောက်လန်းရေးသတင်းတွေအရအခြေအနေကတကယ်ကိုမတည်ငြိမ်သေးပါဘူးအပြစ်ခတ်ရစဲရေးအသက်မဝင်ခင်အထိနှစ်ဖက်စလုံးကဆက်ပြီးပြစ်ခတ်မှုတွေရှိခဲ့ပါတယ်အီရန်ဒုံးကြီးတစင်းဟာအစ္စရေးတောင်ပိုင်းကလူနေအဆောက်အုံတစ်ခုကိုထိမှန်ခဲ့လို့လူ၄ဦးသေဆုံးခဲ့ရပါတယ်အပြစ်ခတ်ရစဲရေးစာပြီးတဲ့နောက်မှာလည်းအစ္စရေးဘက်ကအီရန်ဒုံးကြီးသုံးသင်းထပ်ပစ်တယ်လို့ပြောပေမဲ့ထိခိုက်ပျက်စီးမှုတော့မရှိခဲ့ပါဘူး။အဲဒီနောက်မှာတော့အစ္စရေးကအီရန်နိုင်ငံထဲကရေဒါစနစ်တစ်ခုကိုဖျက်ဆီးပြီးလက်တုံ့ပြန်ခဲ့ပါဗျ။ ါပေမဲ့သမ္မတထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုတို့ဖုံးပြောပြီးတဲ့နောက်ထပ်ပြီးလက်တုံပြန်တာမျိုးမလုပ်တော့ဘူးလို့သိရပါတယ်။အီရန်နိုင်ငံမှရုပ်သံကတော့သူတို့ရဲ့မီဒီယာတွေကအပြစ်ခတ်ရစဲရေးကိုချိုးဖောက်တာမရှိဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒီအခြေအနေတွေကအပြစ်ခတ်ရစဲရေးဟာတော်တော်လေးမခိုင်မြဲဘူးဆိုတာပြနေပေမဲ့အမေရိကန်ကတော့ဒီသဘောတူညီချက်ဆက်ပြီးတည်မြဲဖို့တော်တော်လေးဖိအားပေးနေပါတယ်။တမလာထရန့်ဟာဆိုရှယ်မီဒီယာကနေတန်တမန်ရေးရာကိစ္စတွေကိုမကြာခဏကင်တွယ်လေးရှိပါတယ်။ အီရန်နဲ့အစ္စရေးတို့ကိုဆိုရှယ်မီဒီယာပေါ်ကနေတိုက်ခိုက်မှုတွေရပ်ဖို့တောင်းဆိုတာတောင်းမန်တာကဘလောက်ထိအလုပ်ဖြစ်မလဲဆိုတာကတော့မေးခွန်းထုတ်စီရပါပဲဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့အပြစ်ခတ်ရစဲရေးပြိုကွဲပြီးစစ်ပွဲပြန်ဖြစ်တာပါဒုတိယဖြစ်နိုင်ခြေကတော့အပြစ်ခတ်ရစဲရေးစက်တီမြဲမယ်ဆိုရင်အီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်ကိုစွန့်လွတ်တာဒါမှမဟုတ်တိတိတတ်တာရှော့ချတာဒါကသမ္မတထရန့်မျှော်လင့်ထားတဲ့လိုမျိုးဖြစ်နိုင်ပါတယ် ါမှမဟုတ်အီရန်ဟာမကြသေးခင်ကတိုက်ခိုက်မှုတွေကနေသင်ကန်းစာယူပြီးကိုကိုကိုကာဝယ်ဖို့နျူကလ িয়ার လက်နက်တွေပေါ်ဆောင်မှုပိုပြီးစိတ်အားထက်သန်လာနိုင်ပါတယ်။အီရန်ဟာတနမန်ရေးရာလှုပ်ရှားမှုတွေကိုလုပ်နေချိန်မှာသူ့ရဲ့နျူကလ িয়ার စီစဉ်ကို တိတ်တဆိတ်ပြန်တည်ဆောက်ဖို့ကြိုးစားနိုင်ပါတယ်။သူတို့ရဲ့နျူကလ িয়ার စီစဉ်ကအရက်ဘတ်သုံးအတွက်ပဲလို့အမြဲတမ်းပြောဆိုထားတာလည်းရှိပါတယ်။အပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးအခြေအနေတွေရှုပ်ထွေးနေပေမဲ့ တမရထရန့်ကတော့네덜란드မှာလုပ်မဲ့ NATO ထိပ်သီးအစည်းအဝေးကိုရောက်နေပါပြီ။ Israel နဲ့ Iran ကြားလက်ရှိပဋိပက္ခဆွေးနွေးမှုတွေမှာအထူးကနေရာယူလာဖို့ရှိနေပါတယ်။တမရဟာ NATO ဖွဲ့ဝင်နေတဲ့တွေ့တဲ့အခါသူ့ရဲ့လှုပ်ဆောင်မှုတွေအတွက်ချီးကျူးခံရမယ်လို့မျှော်လင့်ထားပေမဲ့ဒီမနက်မှာတော့ Iran နဲ့ Israel နှစ်နိုင်ငံစလုံးကိုအချင်းချင်းပြစ်ခတ်တာတွေရပ်ဖို့တောင်းဆိုနေရပါတယ်။တမရဟာ Iran ရဲ့နျူကလ িয়ার စင်စစ်ကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပြီး အ ਨੇ ဆုံးတော့အပြစ်ခတ်ရစရေးသဘောတူညီချက်ကိုရရှိခဲ့ပြီလို့ပြောနိုင်မှုရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါကအင်ဖြူရောကမထွက်ခင်သတင်းထောက်တွေနဲ့အင်တာဗျူးနေချိန်မှာသူ့စကားနဲ့ဖော်ပြခဲ့တဲ့စိတ်ပြတ်မှုရဲ့အဓိကအကြောင်းရင်းဖြစ်ပုံရပါတယ်။သမရာနယ်သာလန်ကိုလေရင်နဲ့လာနေတုန်းကလည်းတန်တမန်ရေးရလှုပ်ရှားမှုတွေဆက်လုပ်နေတာကိုတွေ့ရပါတယ်။အင်ဖြူရောကသမရာဟာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့တိုက်ရိုက်ပြောခဲ့ပြီးအပြစ်ခတ်ရစရေးကိုထိန်းသိမ်းဖို့ဘာတွေလုပ်ရမလဲဆိုတာကို ပို့ပြီးတော့ခိုင်ခိုင်မာမာပြက်ပြက်သားသားနဲ့ဓာတ်ရိုက်ပြောခဲ့တယ်လို့ဆိုပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟုကလည်းအခြေအနေရဲ့ပြင်းထန်မှုနဲ့တမရထရန့်ဖော်ပြခဲ့တဲ့စိုးရိမ်မှုတွေကိုနားလည်ခဲ့တယ်လို့သိရပါတယ်။ Israeli media တွေကလည်းသူတို့ ပြောဆိုခဲ့ကြပြီးနေတန်ယာဟုကလည်းသတင်းစကားကိုရခဲ့ပုံရတယ်လို့သတင်းပို့ခဲ့ပါတယ်။ Israel ကအီရန်ကိုတိုက်ခိုက်မှာမဟုတ်တလို့အီရန်ကလည်းသူတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုဘယ်တော့မှပြန်တည်ဆောက်မှာမဟုတ်ဘူးလို့ပြောထားတဲ့ social media post တွေလည်းရှိခဲ့ပါတယ်။ ်တမရာထရန့်ဟာနေတိုးထိပ်သီးစည်းဝေးကိုရောက်နေပြီးအဓိကအဖြစ်အဖွဲ့ဝင်နိုင်ငံအားလုံးကစစ်ရေးအသုံးချိတ်ကိုတိုးမြှင့်ဖို့ကိုပဲအဓိကထားဆွေးနွေးကြမှာပါ။ဒါကတန်တမန်တွေအဖွဲ့ဝင်နိုင်ငံတွေနဲ့ခေါင်းဆောင်တွေနဲ့ဥပဒေပြုအမတ်တွေတက်ရောက်ကြမယ့်အခမ်းအနားတစ်ခုဖြစ်ပြီးအချင်းချင်းစကားပြောဆိုဖို့အခွင့်အရေးဖြစ်လာမှာပါ။ New Hampshire Democratic အထက်လွှတ်တော်မှဂျန်နီရှာဟန်ကအီရန်ရဲ့နျူကလ িয়ার လက်နက်ချိန်ချောက်မှုဟာကြီးမားတဲ့စိုးရိမ်စရာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုဖျက်ဆီးပစ်တာဒါမှမဟုတ်နှောင့်နှေးစီတာကို သူကရေကူရအဖြစ်ထောက်ခံခဲ့ပေမဲ့နောက်ထပ်ဘလို့ဆက်ဖြစ်မလဲအမေရိကန်ကပြိပခါတဲ့ပိုနဲ့နဲ့ဆန်ဆန်ပောင်းဝင်တော့မလားဒါမှမဟုတ်တခါတည်းနဲ့ပြီးဆုံးသွားမလားဆိုတာကိုပိုသိချင်နေပါတယ်အမျိုးသားလုံခြုံရေးပံ့ပိုးသူစမန်သာဗင်နိုဂတ်ကသမရရဲ့ပြောဆိုမှုတွေကို နိုင်ငံတစ်ခုစလုံးကဘလို့မြင်မလဲဆိုတာနဲ့ပတ်သက်ပြီးပတ်ချက်ပေးခဲ့ပါတယ်သမရကစည်ရဲသုံးနှုံးနေနဲ့ အမေရိကန်ရဲ့အနည်းဆုံးမဟာမိတ်ဖြစ်တဲ့အစ္စရေးအကြောင်းပြောတာမသင့်တော်ဘူးလို့သူကထင်ပါတယ်။တချိန်တည်းမှာပဲဝင်ကြီးချုပ်နေတန်ညာဟုနဲ့အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်တို့ဟာဆိုရှယ်မီဒီယာဒါမှမဟုတ်ရိုးရိုးမီဒီယာတွေမှာပြောနေတဲ့စကားလုံးစစ်ပွဲတွေကိုသိပ်အာရုံစိုက်မယ်မထင်ဘူးလို့သူကပြောပါတယ်။အရေးကြီးတာကနောက်ကွယ်မှာဘာတွေဖြစ်နေလဲ။သူတို့ရဲ့ပြည်ရင်းမှာဘာတွေဖြစ်နေလဲ။တီဟီရန်တယ်အဗစ်ဂျေရုဆလင်တို့မှာတကားပိတ်ဆွေးနွေးမှုတွေဘာတွေလုပ်နေလဲဆိုတာပါပဲ။ ဒီပြစ်ခတ်ရစဲကြီးဟာသမ္မတထရန့်ကအစ္စရေးကိုလက်ခံဖို့စီရင်ပြီးတဲ့နောက်ကာတာအာမီးယားကိုအီရန်ကိုလက်ခံဖို့စီရင်ခိုင်းပြီးတဲ့နောက်အကျိုးသက်ရောက်လာခဲ့တယ်လို့နားလည်ရပါတယ်။ကာတာကတော့အစ္စရေးအီရန်စစ်ပွဲပါဝင်ပဋိပက္ခအများပြားမှာအဓိကကြားခံဖြစ်ရပ်တည်ခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေပျက်စီးသွားပြီဆိုတာကိုသမ္မတကဖော်ပြခဲ့ပါတယ်။စည်ရေးတိုက်ခိုက်မှုတွေရဲ့ထိရောက်မှုပေါ်စစ်မြေပြင်ကဲဖြတ်မှုကအချိန်ယူရလိမ့်မယ်လို့ စမာတန်ဖီနိုဂတ်ကပြောပါတယ်။ဂျူရူဘုံရိပ်တွေရာအမေရိကန်နဲ့အစ္စရေးထောင်နိုင်ရေးအချက်လက်တွေလူသားသတင်းရင်းမြစ်တွေနဲ့အီရန်ယာရှိတွေကြားကစကားပြောဆိုမှုတွေကနေလည်းအချက်လက်တွေယူရမှာပါ။အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုအ ਨੇ ဆုံးနှောက်နှေးစေခဲ့တာကတော့ကောင်းမွန်တဲ့အချက်ဖြစ်တယ်လို့သူကယူဆပါတယ်။နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့အီရန်ဟာအရှေ့အလဲပိုင်းနေမှာကကဘာတဝမ်းလုံးကိုပါချိမ့်ချောက်နေပြီးအီရန်ဟာနျူကလ িয়ার လက်နက်နဲ့အရင်ကထက်ပိုနီးစပ်နေကြတာလည်းဖြစ်ပါတယ်။ အီရန်ရေးကိုအဓိကထားတဲ့သုံးသပ်သူတို့ကဒီတိုက်ခိုက်မှုဟာအီရန်ကိုနျူကလ িয়ার လက်နက်တွေစီဥတီတဲ့လှုပ်ရှားမှုကိုပိုပြီးအချိန်မြင့်တင်စေလိမ့်မယ်လို့အာမခံခဲ့ပါတယ်။ဒါပေမဲ့စမန်တာဗေနိုကတ်ကတော့အဲ့ဒီပေါ်မတူညီတဲ့သုံးသပ်ချက်တွေရှိတယ်လို့ဆိုပါတယ်။အီရန်ဆိုရဟာသူ့အပေါ်ကြလာမဲ့အဆိုးဝါးဆုံးဖိအားကိုအကောင်းဆုံးတုံ့ပြန်တတ်ပါတယ်။စီးပွားရေးဖိအားကြောင့်အီရန်ဟာဒီစပွဲဝိုင်းစီရောက်လာခဲ့ပါတယ်။ဒီအချိန်မှာသူတို့ကအကြက်တဲအများဆုံးရှိတဲ့စစ်ရေးဖိအားအောက်မှာရှိနေပြီး ်စီးပွားရေးဖိအားများစုအောက်မှာလည်းရောက်ရှိနေပါတယ်။ဒါကြောင့်သူတို့ဟာဤနိုင်မှုစပွဲဝိုင်းကိုပြန်လာနိုင်လောက်အောင် အားနည်းနေပြီးဘုံတလုံးကိုတီထွင်ဖို့ကြိုးစားတော့မှာမဟုတ်ဘူးလို့သူကထင်ပါတယ်။တမရာထရန့်ကအီရန်ဟာငြိမ်းချမ်းရေးသဘောတူညီချက်နဲ့အပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့အစ္စရေးကလည်းအီရန်နီးတူဒီသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့သူကဆိုပါတယ်။ထရန့်ကအီရန်ဟာငြိမ်းချမ်းရေးကိုဆက်လက်ထိန်းသိမ်းဖို့ကတိပြုထားတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ ဒါပေမဲ့သဘောတူညီချက်ရပြီးတာနဲ့အစ္စရေးကအကြီးဆုံးဘုံးတွေကိုပြစ်ချတိုက်ခိုက်ခဲ့တာကြောင့်သူအစ္စရေးကိုမကျေနပ်ဘူးလို့ဆိုပါတယ်။သူက ကောင်းပြီအခုမင်းတို့မှာ12နှစ်ရှိတယ်လို့ပြောပြီးတာတနားရီတောင်မရှိသေးတဲ့အချိန်မှာမင်းတို့စီမှာရှိသည်မအားလုံးကိုပြစ်ချလိုက်တာမျိုးမလုပ်ရဘူးလို့ပြောခဲ့ပါတယ်။ Trump ကအစ္စရေးကိုရောအီရန်ကိုပါမကျေနပ်ကြောင်ထပ်ပြောပါတယ်။ဒီမနေ့အစ္စရေးကပြစ်လိုက်တဲ့ဒုံးကျည်တစ်စင်းကြောင်ဖြစ်သွားတာကိုတော့သူတကယ်မကျေနပ်ဘူးလို့ဆိုပါတယ်။ အဲ့ဒီဒုံးကြီးကမှားပြီးပြင်တာဖြစ်နိုင်ပြီးကြားရောက်ခဲ့ခြင်းမရှိပါဘူး။နောက်ဆုံးမှာတော့တမရာထရန့်ကဒီနိုင်ငံနှစ်ခုကအတော်ကြာကြာပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပြီးသူတို့ဘာလို့နေမှန်းတော့မသိတော့ဘူးလို့ပြောခဲ့ပါတယ်။တမရာထရန့်ကဒီသဘောတူညီချက်ကိုမနေ့ညမနေ့ညနေကပဲပထမဆုံးကြေညာခဲ့ပါတယ်။အီရန်ကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုအရင်ရပ်တန့်မယ်။ပြီးမှအစ္စရေးကအပြစ်ခတ်ရဲစဲမှုကိုစတင်မယ်လို့ဆိုပါတယ်။ဒါဟာသူ့အဆိုအရ၁၂ရက်ကြာစစ်ပွဲကိုတရားဝင်အဆုံးသတ်လိုက်တာပါပဲ။ အီရန်ကမနေ့ညကပြောတာကတော့အစ္စရေးကလည်းဒီတိုင်းလို့ရင်သူတို့ရန်လိုမှုတွေရပ်တန့်ဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့မကြခင်မှာပဲအစ္စရေးကတီဟီရန်ကနေဒုံးကျည်တွေအများပြားပြစ်လွတ်ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာလူ9ဦးသေဆုံးခဲ့ပါတယ်။ပြီးတော့တညာလုံးမှာအစ္စရေးတပ်ဖွဲ့တွေကအီရန်နောက်ပိုင်းမှာရှိတဲ့အစ္စရေးပိုင်နယ်ဘက်ကိုဥတီထားတယ်လို့သူတို့ပြောတဲ့ဒုံးကျည်ပြစ်လွတ်စင်တွေကိုဖျက်ဆီးလိုက်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနောက်တိုက်ခိုက်မှုတွေရပ်တန့်သွားခဲ့ပေမဲ့အခုလေးတွင်ပဲအစ္စရေးကနောက်ထပ် အီရန်ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကိုထပ်မံတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။အီရန်ကအစ္စရေးပိုင်နယ်ထဲကိုဒုံးကျည်တွေထပ်မံပစ်လွတ်ခဲ့တယ်လို့အရာရှိတွေကခိုင်မာပြောဆိုပေမဲ့ထိခိုက်ဒဏ်ရာရတာတော့မရှိသေးပါဘူး။အီရန်ကတော့သဘောတူညီချက်ကိုချိုးဖောက်တာမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့အခုတော့ IDF အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကိုတီဟူရန်မြို့လယ်ကောင်မှရှိတဲ့အီရန်အစိုးရပြစ်မှတ်တွေကိုအင်အားသုံးပြီးပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ညွှန်ကြားထားပါပြီ။ဒါဟာအစ္စရေးက အီရန်နဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်ကိုတရားဝင်လက်ခံခဲ့ပြီးတမနာထရန့်ကလည်းဒီသဘောတူညီချက်အသက်ဝင်နေပြီလို့ကြေညာပြီးနိုင်ရီပိုင်းကြာမှာဖြစ်လာတာပါအပြစ်ခတ်ရစရေးမကြေညာခင်မနေ့ကမနေ့ပိုင်းမှာတော့အီရန်ကကာတာမှာရှိတဲ့ American လေတပ်ခြေဆိုင်စခန်းကိုဒုံးကျည်တွေပစ်လွှတ်ခဲ့ပါသေးတယ်ဒီတိုက်ခိုက်မှုမဖြစ်ခင်မှာပဲ American နဲ့ကာတာနှစ်နိုင်ငံစလုံးကိုအကြောင်းကြားထားခဲ့ပါတယ်လေကြောင်းကာကွယ်ရေးစနစ်တွေက ဒုံးကြီး14စင်းနဲ့က73စင်းကိုပစ်ချနိုင်ခဲ့ပြီးကြံ3စင်းကတော့ချိန်ချောက်မှုမရှိခဲ့ပါဘူးလို့သတင်းပို့ထားပါတယ်။ထိခိုက်သေးဆုံးမှုတော့မရှိခဲ့ပါဘူး။အီရန်ရဲ့လူနေထူထပ်တဲ့ဒေသတွေရဲ့အပြင်ဘက်ကိုကြိုတင်တိုက်ပေးပြီးတိုက်ခိုက်မှုကတော့သူတို့ရဲ့လူဦးရေကြားမှာမျက်နှာပန်းလှအောင်ကြိုးစားရင်းတင်းမာမှုတွေကိုရှော့ချဖို့ပြင်ဆင်ထားပုံရပါတယ်။အမေရိကန်ကစနေနေ့ကအီရန်ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပြီးသူ့ရဲ့နျူကလ িয়ার စခန်းတွေကိုတိတိတတ်တာထိခိုက်စေခဲ့ပါတယ်။ အီရန်ကပြန်လည်တုံ့ပြန်မယ်ဆိုတဲ့ခံစားချက်ရှိခဲ့ပေမဲ့ဘလောက်အထိလဲဆိုတဲ့မေးခွန်းကတော့မနေ့ကကာတာမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းကိုအတော်လေးထိန်းချုပ်ကန့်သတ်ပြီးမျက်နှာပန်းလှအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဂျိုတင်သတိပေးထားတာကြောင့်အမေရိကန်ကအလွယ်တကူပြစ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီအခါမေးခွန်းက threat တုံ့ပြန်မလားဆိုတာပါပဲ။အ ਨੇ ဆုံးတော့အခုချိန်ထိအဖြေကမတုံ့ပြန်ဘူးပါပဲ။အပြစ်ခက်ရစဲရေးတကယ်ပဲချိုးဖောက်ခံရပြီလားဆိုတာကိုတော့အခုစောင့်ကြည့်ရမှာပါ။ အခုချိန်မှာတော့အီရန်မှာကစားဖို့ကတ်တွေမရှိတော့ဘူးဆိုတာပါပဲ။ဒါကြောင့်အပြစ်ခတ်ရဲစဲရေးကသူတို့အတွက်အတိတ်ပဲရှိပါတယ်။အစ္စရေးကလည်းသူတို့ရဲ့မဟာဗျူဟာမြောက်ရီမန်းချက်အများစုကိုအောင်မြင်ပြီးပြီလို့ပြောဆိုပြီးဒီအပြစ်ခတ်ရဲစဲရေးအခိုက်အတန့်ကိုတွန်းအားပေးနေတာကိုတွေ့နေပါတယ်။ဒီနိုင်ငံသားမှာဒေါ်နယ်ထရန့်ရှိနေချိန်မှာအီရန်ကအမေရိကန်နဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုမလိုချင်ဘူးဆိုတာသိကြပါတယ်။ဒါကိုမနေ့ကကာတာတိုက်ခိုက်မှုတွေကဘလို့ဖြစ်ပျက်သွားတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။ မေကွန်ကတော့တမရကအစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးကိုဒီအပြစ်ခတ်ရစရေးသဘောတူညီချက်ထဲမှာထိန်းထားနိုင်မလားဆိုတာပါပဲအီရန်မှာဒီလောက်ရက်ကိုပြန်တွန်းအားပေးချင်တဲ့အင်အားစုတွေရှိနေအောင်ပါတမရထရန်ကစနေနေ့ကတိုက်ခိုက်မှုတွေဟာအီရန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခကိုအဆုံးသတ်ဖို့ရည်ရွယ်ခဲ့တာလို့ပြောကြားခဲ့ပါတယ်အီရန်ကအင်အားသုံးပြီးပြန်လည်တုံ့ပြန်ခဲ့ရင်အမေရိကန်ကလည်းပြန်လည်တိုက်ခိုက်ရမှာဖြစ်ပေမဲ့အီရန်ရဲ့တုံ့ပြန်မှုကအကန့်အသတ်ရှိပြီးအားနည်းခဲ့တာကြောင့် အမေရိကန်အနေနဲ့ပိုပြီးအချိန်မြင့်တင်ဖို့မလိုအပ်ခဲ့ပါဘူး။ထရန့်ကအပြစ်ခတ်ရက်စဲရေးကိုအလေးနက်ထားပြီးဒီရန်လိုမှုတွေအဆုံးသတ်ချင်တယ်လို့ပြောပါတယ်။အီရန်နျူကလ িয়ার စီစဉ်နဲ့ပတ်သက်တဲ့မေးခွန်းတွေရှိနေသေးပေမဲ့မစ်ရှင်အောင်မြင်ခဲ့ပြီလို့သူခံစားရပုံရပါတယ်။ဒါပေမဲ့လက်ရှိအချိန်တွေက အလွန်မြန်ဆန်ပြီးပြောင်းလဲနေသေးပါ။လက်ရှိအချိန်မှာအချိန်တွေကနည်းနည်းမရှင်းမလင်းဖြစ်နေပါတယ်။အီရန်မှာရှိတဲ့စကမ်းတွေကိုတိုက်ခိုက်မှုတွေရှိတယ်လို့သတင်းအချို့ရရှိထားပါတယ်။ အဲ့ဒီသတင်းတွေအရအီရန်ကအစ္စရေးကိုပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကတော့ဒါကိုငြင်းဆိုထားပါတယ်။အစ္စရေးဆိုရကအပြစ်ခတ်ရစရေးသဘောတူညီချက်ကိုလက်ခံကြောင်းကြေညာပြီးနိုင်ပိုင်းကြမှာဒီလိုအချိန်ဟုန်မြင့်တင်မှုတွေဖြစ်ပေါ်လာတာပါ။အစ္စရေးဝန်ကြီးချုပ်ဘေဂျမန်နေတန်ယာဟုကကက်ဘိနက်ကိုခေါ်ယူပြီးအစ္စရေးဟာနျူကလ িয়ার ရောပယ်ထိန်တုံးကြီးနေပင်မှာပါချိန်ချောက်မှုတွေကိုဖယ်ရှားနိုင်ခဲ့ပြီလို့ပြောကြခဲ့ကြောင်းအစ္စရေးအစိုးရရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့အစ္စရေးက ီရန်ဟာအပြစ်ခတ်ရစဲအုပ်ကိုချိုးဖောက်တယ်လို့ပြောကြခဲ့ပြီးတစ်ချိန်တည်းမှာပဲအီရန်ဆိုရမီဒီယာတွေကလည်းအစ္စရေးကအပြစ်ခတ်ရစဲအုပ်ကိုချိုးဖောက်ခဲ့တယ်လို့ပြောဆိုနေကြပါတယ်အပြစ်ခတ်ရစဲရေးမရှင်းလင်းမှုများနဲ့နှစ်ဖက်စလုံး၏ဆွဆွဲမှုများအပြစ်ခတ်ရစဲရေးသဘောတူညီချက်မရှင်းလင်းတာကြောင့်အီရန်နဲ့အစ္စရေးနှစ်ဖက်စလုံးကတစ်ဖက်ကိုချိုးဖောက်တယ်လို့အပြန်အလှန်ဆွဆွဲနေကြပါတယ်သမ္မတထရန့်ရဲ့ Truth Social ပေါ်က post မှာ အချိန်ကြာမရှင်းလင်းတာက ဘသူကဘယ်ချိန်ရက်တန့်ရမယ်ဆိုတာကိုရှုပ်ထွေးစေခဲ့ပါတယ်။ဒီလိုရှုပ်ထွေးမှုတွေကြောင့်နှစ်ဖက်စလုံးဟာအပြစ်ခတ်ရစဲရေးကိုချိုးဖောက်တယ်လို့စွပ်စွဲနိုင်ခြင်းရှိပါတယ်။လက်ရှိအချိန်တွေဟာအပြစ်ခတ်ရစဲရေးရဲ့အဆုံးသတ်မဟုတ်ပဲရန်လိုတဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်နိုင်ပါတယ်။ဒီအချိန်တွေရဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အီရန်ကဘီယာရှိဘာကိုတိုက်ခိုက်ခဲ့တာပါပဲ။ဒီတိုက်ခိုက်မှုဟာအပြစ်ခတ်ရစဲရေးမစတင်မီလေးမှာဖြစ်ခဲ့ပုံရပြီးအစ္စရေးမှာလူ9ဦးသေဆုံးခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။ ဒါကြောင့်အစ္စရေးတွေအတော်လေးဒေါသထွက်နေကြပါတယ်။ဒီအခြေအနေတွေကရှုပ်ထွေးနေသေးဖြစ်ပြီးအရှိလေပိုင်းရဲ့တည်ငြိမ်မှုအတွက်အမေရိကန်ရဲ့တန်တမန်ရေးရာကြိုးပမ်းမှုတွေကဘလောက်ထိထိရောက်မလဲဆိုတာကိုစောင့်ကြည့်ရပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။